အားလုံးပဲမင်္ဂလာပါ။မဲဒီနေ့ပြောပြမယ့်အကြောင်းကတော့မုံဖုတ်တာမှာပါဝင်တဲ့အဓိက၃တဲ့ပစ္စည်းတွေအကြောင်းပေါ့။မုံဖုတ်တာမှာအဓိက ပါဝင်ပစ္စည်း၃ခုပေါ့။မဲအနေနဲ့ပြောမယ်ဆိုရင် mixer ပါမယ်။ oven ပါမယ်။ပြီးတော့ဒီလိုမုံဖုတ်တာမှာ၃တဲ့ ingredient တွေပါမယ်။အထောက်အကူပစ္စည်းလေးတွေပါမယ်။အဲ့တော့ oven အကြောင်းနဲ့ mixer အကြောင်းကတော့မအရင်ဗီဒီယိုတွေတော့ရှင်းပြပြီးသားမလို့ထပ်ပြီးတော့မရှင်းတော့ဘူးအဲ့တော့ကိုယ့်အကူပဲပြန်ရှာကြည့်လိုက်တော့เนาะ ဒီနေ့မှာတော့အရေးကြီးတဲ့ပစ္စည်းတွေအဓိကပါဝင်တဲ့ပစ္စည်းတွေအကြောင်းမယ့်ပြောပြပေးသွားမယ်။အဲ့တော့မုံတစ်ခုစားဖုတ်မယ်ဆိုရင်ဘာလို့လဲဆိုရင်ဂျုံလို့တယ်။ဂျုံကတော့ကိုယ်သုံးမဲ့မုံလောက်လိုက်ပြီးတော့အမျိုးမျိုးရှိတာပေါ့ပေါင်မုံဂျုံရှိတယ်၊ကိတ်ဂျုံရှိတယ်၊ pastry flour ဆိုတာရှိတယ်။ဒါတွေတော့မယ့်နောက်ဗီဒီယိုကြားတော့မှာပဲအသေးစိတ်ပြောပြပေးမယ်။ဂျုံလို့တယ်ဂျုံနဲ့အတူ ါဘေကင်းပาวဒါသို့မဟုတ်ဘေကင်းဆိုဒါကိုယ့်ရဲ့ recipe ကိုလိုက်ပြီးတော့အမျိုးမျိုးသုံးနိုင်တယ်ပမာဏကလည်းကွာခြားတယ်အဲ့တော့ဂျုံနဲ့ဘေကင်းပาวဒါနဲ့ပါပြီးဆိုရင်ရောပြီးတော့စကားချထားပြရတယ်ဒါအထုံးစံပါပဲဂျုံပြီးသွားပြီဆိုရင်နောက်တစ်ခုကထောပတ်လို့ရတယ်ဒါကတော့မုံရဲ့အချိုးအစားကိုလိုက်ပြီးတော့ပမာဏကွာတယ်ထောပတ်တော့မဟုတ်စီကိုလည်းသုံးလို့ရတယ်နောက်တစ်ခုကတော့တကြားပေါ့တကြားမှလည်းခုနဂျုံလိုပဲတကြားမောင်းအများအမျိုးမျိုးရှိတယ် ။တကြားဖြူရှိတယ်၊တကြားညိုရှိတယ်၊ icing sugar လို့ခေါ်တဲ့တကြားအမုံလေးတွေရှိတယ်။ဒါအမျိုးမျိုးကွာတယ်အဲ့ဒါတွေကိုလည်းနောက်ကြမှာပဲမအီပြောပြပေးသွားမယ်ပြီးရင်နောက်ပါတဲ့ပစ္စည်းတစ်ခုကတော့ကြက်ဥကြက်ဥကလည်းဒါအခြေခံပစ္စည်းရဲ့မှာမပါမဖြစ်ပါတယ်ခုနောက်ပိုင်းမှာကြက်ဥမပါတဲ့မုံနေလဲရှိရဲဒါပေမဲ့အဓိကတော့ကြက်ဥလို့သေးတာပဲနောက် ingredient တစ်ခုကပါလဲဆိုရင်နွားနို့တို့မဟုတ်ရေဒါကတော့မုံတော်တော်များများမှာထည့်ကြတယ် ကူကီတို့ဘာတွေကတော့ချွင်းချက်ပေါ့ဒါလေးတွေကတော့ဒါမုံစားလုံးမဲ့လူတွေအတွက်အခြေခံပစ္စည်းလေးပေါ့ခဏခဏမေးကြလို့ပါတယ်မဲ့ဤဘာပစ္စည်းတွေစုဝင်ကောင်းမလဲအခုမှမုံစားလုံးမဲ့ပေါ့အဲ့တော့ဒီပစ္စည်းလေးတွေကတော့အခြေခံပစ္စည်းလေးတွေပါပဲဒါပေမဲ့ကိုယ့်ရဲ့မုံကိုလိုက်ပြီးတော့ကိုကဟိုထွင်ထွင်တယ်လို့ဥပမာအားဖြင့်ချောကလက်ကိတ်ဆိုလို့ရှိရင်ကိုကိုမုံထဲတာတို့ဟိုချောကလက်အစီလေးတွေထဲတာတို့အယောင်ထဲမယ် ဗနီလာလို့ခေါ်တဲ့အနံ့ထင်မဲ့တခြားအနံ့လေးဖြစ်ဖြစ်ဒါကိုကြိုက်သလို modify လုပ်သွားလို့ရတယ်။ဒါကတော့မုန်းဖုတ်တာမှသုံးတဲ့အခြေခံပစ္စည်းလေးတွေအကြောင်းပေါ့နော်။နောက်တစ်ခါတည်းမယ့်ရရှင်းပြပေးသွားမှသူ့ကိုအထောက်အကူပြုတဲ့ပစ္စည်းတွေ။ baking tin ပါတယ်။ baking tin ကတော့ပထမဆုံးဗီဒီယိုမှာမယ့်ပြောပြပေးသားမလို့အသေးစိတ်ပြန်မပြောတော့ဘူး။အဲ့မှာမယ့်ပြောထားတယ် baking tin မှာ မကတ်တဲ့ဟာနဲ့ရိုးရိုးအလူမီနီယံဟာနဲ့ဘာကွာလဲဘာကိုသုံးတင်လဲဆိုတာကိုယ့်ကိုရှာကြည့်လိုက်တော့မုံဖုတ်မယ်ဆိုရင်နံပါတ်1အရေးကြီးဆုံးမရှိမဖြစ်အထောက်အကူပစ္စည်းရတာ kitchen scale digital scale လို့ခေါ်ရတာချိန်လို့ရတဲ့ဟာလေးပေါ့သူကမုံဖုတ်တဲ့အခါမှာမအီတို့က recipe ကိုအတိအကျသုံးတဲ့ပစ္စည်းတွေကို gram ကအစချိန်ဖို့အရေးကြီးတယ်ဒါတွေအတိအကျချိန်နိုင်လေး ကိုယ့်ရဲ့မုံသားပိုကောင်းလိမ့်မယ်အဲ့တော့ kitchen scale ကလည်း digital နဲ့ဥစ္စာကိုမရှိမဖြစ်ဆောင်ထားပါလို့မယ့်အကြံပေးခြင်းနဲ့ရိုးရိုးဟာလေးတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါလေးတွေကမတိကျဘူး digital နဲ့မဟုတ်တဲ့ဟာလေးတွေလေ digital scale လို့တယ်နောက်တစ်ခုကမယ့်ခုနပြောခဲ့တဲ့ဥစ္စာဒါကတော့စကားချတာပေါ့ဂျုံနဲ့ baking powder သို့မဟုတ် baking soda တခုခုပါလာပြီဥပမာကိုကိုမုံမှာပါလာပြီဆိုရင်ရောပြီးတော့သူကစကားချနိုင်ရှိတယ်ဒါမျိုးလေးပေါ့ လှဲလိုက်လို့ရှိရင်သူကဒုံခဲလေးတွေပါလာရင်လည်းတခါတည်းကြည်တယ်ပြီးတော့ပို့ပြီးတော့တမသွားစေတယ်အဲ့တော့ဒါလေးကလည်းမရှိမဖြစ်ပဲနောက်အော်ချိန်နဲ့အချိန်တွေဆိုလို့မအီးတခါတည်းပြောမယ်ဒီကောင်ကဘာလဲဆိုရင်ဒါ measurement spoon လေးတွေပေါ့မုတ်ဖုတ်တဲ့နေရာမှာဒါလေးတွေကလည်းရှိဖို့လိုတယ်သူကအသေးဆုံးဘလောက်ကနေလာလဲဆိုရင်ဒီအဲ teaspoon ပေါ့နော်လက်ဖက်ရည်စွန်းရဲ့၄ပုံတစ်ပုံကနေပြီးတော့အကြီးဆုံးက1 tablespoon တိရှိရဲ့ အဲ့တော့အများဆုံးသုံးတာဘာသုံးလဲဆိုရင်1 teaspoon ဆိုတာဥမာအပြင် baking powder တခြားပေါ့နော် baking soda တခြားလိုအပ်တဲ့ပစ္စည်းလေးပေါ့အများဆုံးကတော့ baking powder ချိန်တာများပါတယ်ဒါနဲ့ချိန်လို့ရှိရင်သူက5 gram ရှိတယ်ဒီ teaspoon နဲ့မအီတို့လက်ဖက်ရည်ဖြောရဲ့ teaspoon က size ကမတူဘူးနော်4 teaspoon ကပက်ပက်ကလေးမအီအရင်တော့ဟိုမုန်းဆဆလို့တုံးအောင်ဆိုရင်မသိတော့အဲ့ဒါနဲ့ချိန်မိရင် ဟိုမုံရဲ့မုံသားအခြေအနေကွာခြားတော့တတ်တယ်ဘာဖြစ်လို့လဲဆိုဘေကင်းပေါင်ဒါက 1g 2g ဟာစာ तू ကမုံဝင်ကွာခြားစေ 1teaspoon လို့ဆိုရင် तू ကဒီ teaspoon ကိုပြောတာဖြစ်တယ်เนาะအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် 1tablespoon 1tablespoon ကဆိုရင် 15g ရှိမယ် तू က teaspoon ရဲ့၃စာဘယ်နေရာမှာသုံးလဲဆိုရင်ဥမာမြေနွားနို့ကိုဘာလို့ချိန်ခဲ့နေရမျိုးမှာတခါလေကြရင်လည်းစီပမာဏနည်းနည်းလေးလိုတယ် အဲ့လိုနေရာလေးတွေမှာဆိုရင်ဒါလေးတွေလည်းအသုံးဝင်တယ်အဲ့တော့ဒါလေးကိုလည်းစောင့်ထားပါမုန်းလုံးမယ်ဆိုရင်ပြီးတော့ဒီဆူဒန်ဒါကတော့ case cure လို့ခေါ်တယ်မုန်သားကိုကြက်မကြက်စမ်းနေဟာလေးပေါ့သူကဘလို့စမ်းလဲဆိုရင်နောက်ဆုံးပိတ်မှာမုန်သားခလေကောင်ကို ထိုးပြီးတော့ဒီလိုဆန်းတယ်နောက်ဆုံးပိတ်မှာဘာလို့ဆန်းလဲဆိုတော့မအီးနောက်ဗီဒီယိုတွေမှာပဲရှင်းပြပေးမယ်ဒါကလည်းမရှိမဖြစ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒါဟာဒီတန်တဲ့ဟာသုံးမှာမဟုတ်ပါဘူးတချို့တွေကလည်းသွားကြထိုးရတဲ့ဆန်းကြတယ်မုံသားကပ်ပါမလားရင်မုံကျက်ပြီးဒါသူ့ရဲ့ထုံဆန်းတော့ဒီလိုပဲဒါကတော့မအီးအတွက်လုံးဝမရှိမဖြစ်လို့ပြောလို့ရတယ်ဒါက rubber spatula မုံမှွေတဲ့အတန်းပေါ့ချစ်ရတာအရန်အဆင်ပြေတယ်မုံသားပါအကုန်လုံးပါတယ် ဥပမာစတီးဇွန်းနေပိုင်းနဲ့ချစ်လိုက်လို့ရှိရင်အဆင်မပြေဘူးလေမုံသားကတေချာမနှံ့တာတော့ပါဖြစ်တယ်ဈေးလည်းမကြည့်ဘူးဈေးပေါပေါလေးဒါလေးမရှိရင်အရန်ဒုက္ခရောက်တယ်အဲ့တော့ဒါလေးလည်းစောင့်ထားပါပြီးတော့နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ဒါမုံကိုစမ်းတဲ့သမော်မီတာကိတ်တင်မှာတော့မလိုပါဘူးပုံမှန်အဖြစ်ပေါင်မုံမှာပဲသုံးကြတယ်အဲ့တော့ဒါပေါင်မုံဖုတ်တဲ့လူတွေအတွက်ဆိုရင်သိတယ်နော်ပေါင်မုံဖုတ်တာမှာအပူချင်းကအရန်ကြီးအေးကြီးတယ်အဲ့တော့ဒီဟာလေးကလည်းမရှိမဖြစ် ရှိဖို့လိုတယ်နောက်တစ်ခုကဒါ parchment paper ပေါ့နော် wax paper ဒါကတော့သူ့ရဲ့ဟိုအမျိုးအစားကိုလိုက်ပြီးနာမည်မျိုးမျိုးကိုနည်းနည်းလေးစီရောကိုရတယ်ဒါပေမဲ့အများစုကတော့ဒါဒီ baking paper လို့လည်းခေါ်ကြပါတယ်ဒါလေးကတော့ဘန်းနေမှာမုံသားနဲ့ဘန်းနေကြမှာခင်းတဲ့ဟာလေးဒါမှအလွယ်တကူထုတ်ယူလို့ရအောင်ပေါ့ဒါတွေကတော့မုတ်ဖုတ်တာမှာသုံးမဲ့အခြေခံပစ္စည်းလေးတွေအကြောင်းပေါ့ဒီလောက်ဆိုရင်တော့ ဘာဝယ်ရမလဲဘာတွေပစ္စည်းတွေစုရမလဲဆိုတာကိုနည်းနည်းလေးသဘောပေါက်ပြီလို့ထင်တယ်။နောက်ဗီဒီယိုတွေမှာပဲမအီတို့ပြန်တွေ့ကြမယ်နော်။